္ဂလာပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့မေလ23ရက်နေ့မှာရရှိထားတဲ့သတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်မှုထမ်းမှုအကျုံးဝင်သူတွေကို ရခိုင်ပြည်ပြင်ပထွက်ခွာခွင့်ပိတ်ပင်တာဟာစိုးရိမ်စရာအခြေအနေဖြစ်တယ်ဆိုတဲ့သတင်းပုံမှုကြောင့်ဟောင်းချိုထွန်းအောင်ကိုပြစ်ခတ်ခဲ့သူတွေဖမ်းမိဖို့ဘေးဒွဲ့ကယ်ရီသမားတွေအထိတက်လန့်ထားတဲ့တဲ့ ငလင်တန်တဲ့စကိုင်းမြို့ပေါ်မှာလူငယ်30ကျော်ကိုစစ်တပ်ကပေါ်တာဆွဲထားတဲ့တွင်အိမ်ထဲရှိနေတဲ့ပေါ်တာဆွဲခံရပြီးစစ်မှုထမ်းတပ်သားဖြစ်လာသူ2ဦးလက်နက်နဲ့အတူအလင်းဝင်လာတဲ့တွင်မနက်ဖြန်ကျင်းပမဲ့ပြည်သူ့ကောင်ရီစုအခမ်းအနားကို အန်ယူဂျီနိုင်ငံသားရေးဝင်ကြီးနဲ့တန်မတ်ကြီးတို့တက်ရောက်မဲ့တွင်ထိုင်းမှာဆရာဝန်ထောက်ခံချက်နဲ့ပဲစေကြောဝယ်ကိုတုံးဆွဲခွင့်ပြုဖို့စီစဉ်နေတဲ့တွင်အစားရှိတဲ့တွင်တွေကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးသတင်းတပုတ်အနေနဲ့စစ်မှုထမ်းမှုအကျုံးဝင်သူတွေကိုရခိုင်ပြည်ပြင်ပထွက်ခွာခွင့်ပိတ်ပင်တာဟာစိုးရိမ်စရာအခြေအနေဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်မျိုးသားအဖွဲ့ချုပ်ကရခိုင်ပြည်နယ်အတွင်းစစ်မှုထမ်းအသက်အကျုံးဝင်တဲ့လူငယ်တွေကိုရခိုင်ပြည်ပြင်ပထွက်ခွာခွင့်ပိတ်ပင်မှုဟာစိုးရိမ်စရာကောင်းတယ်လို့လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်ပြင်ပကိုအကျိုးကျောင်းစီလျော်မှုမရှိတဲ့အကြောင်းပြချက်နဲ့နေရဲဆွန့်ခွာပြီးသွာလာလိုသူတွေနဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြတန်းချက်အရာစစ်မှုထမ်းမှုအကျုံးဝင်ပြီးစစ်မှုမထမ်းလိုတာကြောင့်ထွက်ပြေးမှုစ조사သူတွေကိုတည်ငြိမ်နဲ့စီးရဲချင်းတွေကိုရောက်မှပဲသွာလာခွင့်ပြုမှာဖြစ်တယ်လို့ ULA ကထုတ်ပြန်ပါတယ်။ ULAA ဟာပြီးခဲ့တဲ့မတ်လ18ရက်ကအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက်ကိုပြဌာန်းထားပြီးဒီပြဌာန်းချက်အပေါ်လူငယ်တွေကတေချာစွာနားလည်မှုမရှိဘဲတိုင်းပြည်တော်ဝင်ထမ်းဆောင်မှုကိုရှောင်လွှဲဖို့စ조사နေတယ်လို့ပြောပါတယ်။အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက်ကိုပြဌာန်းထားပြီးပြည်သူလူထုတရက်လုံးရဲ့အသက် အိုးအိမ်စီစဉ်တွေလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုအထူးအလေးပေးဆောင်ရွက်နေတဲ့အပြင် မပြည့်ပြတ်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကိုလည်းဆက်လက်အကောင်အထည်ဖော်နေရလို့လည်းသိရပါဗျ။ အာရခပီတုကျမ်းမာရေးဦးစီးဌာနကကုသမှုမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေနဲ့အသက်အန္တရာယ်ဆိုရင်ရတဲ့လူနာတွေက လွဲလို့အမျိုးသားကာကွယ်ဆိုင်ရာ အရေးပေါ်ပြဌာန်းချက်မှာပါတဲ့အသက်အရွယ်ကန့်သက်ချက်အတွင် အကျုံးဝင်သူတွေကို အရေးပေါ်ကာလပြီးတဲ့အထိအေကတားမြင့်လိုက်တာပါဒါအပြင်နေရဆွန့်ခွာသူတွေကိုကုန်းလက်ရင်လန်းကနေအခချင်းငွေယူပြီးတည်ယူပို့ဆောင်ပေးနေမှုတွေကိုလည်းတားမြစ်ထားသလိုဒီသားမြစ်ချက်ကိုဖောက်ပြရင် တည်ဆဲဥပဒေနဲ့အရေးယူမှာဖြစ်တယ်လို့သိရပါဗျ။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မုံမှုကျောင်းအောင်ချိုတွောင်းအောင်ကိုပြစ်ခတ်ခဲ့သူတွေဖမ်းမိဖို့ဘေးတွက်ကယ်ရီသမားတွေအထိတက်လန့်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုံမှုကျောင်းအောင်ချိုတွောင်းအောင်ကိုပြစ်ခတ်ရှင်းလင်းသူတွေဖမ်းမိဖို့အတွက်ရန်ကုန်စင်ချေဘုံရက်ွက်ထဲကဘေးတွက်ကယ်ရီတွေအထိတက်လန့်ထားတယ်လို့သိရပါဗျ။ ုံမှုကျော်အောင်ချိုးထွန်းအောင်တည်ဆုံခဲ့တဲ့သတင်းကိုဒီကနေ့ထုတ်စစ်ကောင်စီသတင်းစာတွေမှာနားရေးကြော်ညာထားပါသေးတယ်။မြို့ပြပြောက်ကြားအဖွဲ့ဟာချိုးထွန်းအောင်ကိုရှင်းလင်းပြီးနောက်စုတ်ခွာမဲ့လမ်းကိုအသေးချပြင်ဆင်ထားပုံရတဲ့အတွက်အခုချိန်ဆိုဘေးကင်းတဲ့နေရာကိုရောက်ပြီးနောက်ထပ်လုံခြုံတဲ့နေရာကိုဆက်သွားမှတည်ကြတယ်လို့ရဲသတင်းရင်းမြစ်တအူကပြောပါတယ်။ရန်ကုန်စင်ချေဘုံမြို့နယ်တွေကဘေးသက်ကယ်ရီဆဲသူတွေကိုစစ်ကောင်စီကသတင်းပေးအဖြစ်မွေးထားပြီးတချို့ဆိုစစ်တပ်ခိုင်းတာလုပ်ပေးတဲ့ပြူစော တိသဘောဖြစ်နေရလို့ရွှေပြည်သားမြို့ကန်တုံးကပြောပါတယ်။နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှနိုင်ငံတော်လုံခြုံရေးနဲ့အစံဖတ်မှုတိုက်ဖြတ်ရေးဘာသာရပ်အပြင်နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကိုတင် जा ပေးနေတဲ့ဗိုလ်မှူးချုပ်ချိုထွောင်ကိုမေလ22ရက်မနက်ပိုင်းမှာရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ကိုရန်ဘယ်လီဝါရီယာကတိုက်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ တတိယသတင်းတပုတ်အနေနဲ့ငလင်ထန်တဲ့စကိုင်းမြို့ပေါ်မှာလူငယ်30ကျော်ကို စစ်တပ်ကပေါ်တာဆွဲထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ထန်ကိုပြပြင်းထန်ထန်ခန်းစားခဲ့ရတဲ့စကိုင်းမြို့ပေါ်မှာအခုလအတွင်းလူငယ်30ကျော်ကိုစစ်ကောင်စီကပေါ်တာဆွဲထားတယ်လို့သိရပါဗျ။မေလတရက်ကနေဒီကနေ့မွန်လယ်ပိုင်းအထိစကိုင်းမြို့ပေါ်ကရက်ကွက်အနှံ့အပြားမှာတမ33ကစစ်သားတွေနဲ့မြို့ခံပြူစောထီတို့ပူးပေါင်းပြီးစက်တိုက်ဆိုသလိုပေါ်တာဆွဲနေရဖြစ်တယ်လို့ ဒေတာတွင်းຫນွေဦးတော်လိုင်းရင်စာမျက်နှာပြည်သူ့ဘတ်တော်သား channel ကတည်ရပါတယ်။လက်ရှိဖမ်းဆီးခံထားရတဲ့အရေးအတွက်ဟာလလန်းမီတလောက်စုံစမ်းရရှိထားတာဖြစ်ပြီးမြေပြင်မှာအဲ့ဒီပမာဏထက်ပိုများနိုင်တယ်လို့ဆိုပါတယ်။အရင်ကပေါ်တာဆွဲခံရသူတွေကိုစကိုင်းမျိုးတက်မ33ကိုပို့ဆောင်ခဲ့ပေမဲ့အခုမှတော့တက်မ33ကတဆင်နေရာနှံ့ကိုပို့ဆောင်နေတာဖြစ်ပြီးပြန်လွတ်လာသူမရှိသလိုပတ်စံနဲ့ရွေးရင်လည်းပတ်စံသာကုန်ပြီးပြန်မလွတ်ပေးဘူးလို့သိရပါတယ်။ဒီကနေ့မနေ့စက် က်နိုင်ခွဲတုံးကလည်းတက်မ33ကစစ်သားတွေနဲ့မြို့ကံပြူစောတီတွေကစကိုင်းမြို့မကြီးစင်ရက်ွက်တဲကိုဝင်ရောက်ပေါ်တာဆွဲခဲ့တာကြောင့်အသက်20ကျော်အရွယ်လူငယ်5ဦးဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတပုတ်အနေနဲ့အိမ်ထဲရှိနေချိန်ပေါ်တာဆွဲခံရပြီးစစ်မှုထမ်းတပ်သားဖြစ်လာသူ၂ဦးလက်နက်နဲ့အတူအလင်းဝင်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းနယ်သလင်းမြို့နယ်ပြင်ပုံပြူစောတိရွာကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းကစစ်မှုထမ်းတပ်သား2ဦးလက်နက်နဲ့အတူ PDF ထံခိုးလုံလာတယ်လို့သိရပါဗါတယ်။အရာဝတီတိုင်းရေကြည်မြို့နယ်ကကိုနိုင်လင်းဝင်နဲ့ကြုံပြော်မြို့နယ်ကကိုရာဇာမင်းတို့ဟာသူတို့နေနိုင်ရှိနေချင်းစစ်ကောင်စီရဲ့ဖမ်းဆီးပေါ်တာဆွဲတာကိုခံခဲ့ရတာပါ။အဲ့ဒီတပ်သား2ဦးဟာအေယဝတီတိုင်းပသိမ်မြို့အမှတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်မှစစ်တင်နန်းတက်ရောက်ခဲ့ရပြီးပဲခူးတိုင်း ရွှေတောင်မြို့နယ်ခါလိုက်ရ၁၄မှာတာဝန်ကျခဲ့တယ်လို့သိရပါတယ်။အရင်ကတက်တွင်းကင်းနဲ့တက်တွင်းသက်သာချောင်းချီရေလုပ်ငန်းတွေမှာတာဝန်ထမ်းဆောင်ခဲ့ရပေမဲ့အခုမှတော့လှုပ်ရှားစစ်ကြောင်းနဲ့အတူရောက်ရှိလာပြီးပြည်သူပိုင်နေတွေကိုမိရှုဖြက်စီခိုင်းတာတွေပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ခိုင်းတာတွေကြောင့်ထွက်ပြေးလာတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီတတနှုံနဲ့အတူ MA1 တနက်နှစ်လမ်းလက်ပြုံတစ်လုံးစကားပြောဆက်တစ်လုံးနဲ့ကြီးပေါင်း6ခုတော့ပါလာပြီးတော်လိုင်းတက်တွေ ဲ့အတူဆက်ရနာခြင်းစနစ်အပီးတိုင်းခြုံငင်းရေးအတွက်တိုက်ပွဲဝင်သွားမယ်လို့ပြောပါဗျ။ ဆက်လက်ပြီးမနှက်ဖြန်ကျင်းပမယ်ပြည်သူ့ကွန်ရီစုအခမ်းအနားကိုအန်ယူဂျီနိုင်ငံသားရေးဝင်ကြီးနဲ့တာမတ်ကျူတို့တက်ရောက်မဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူရုခေါင်းဆောင်ဒေါန်ဆန်းစုကြည်ကိုချီးမြှင့်မဲ့2025ခုနှစ်ပြည်သူ့ကွန်ရက်စုအခမ်းအနားကိုအန်ယူဂျီနိုင်ငံသားရဲ့ဝင်ကြီးနဲ့တာမတ်ကြီးဦးကျော်မွန်ထွန်းတို့တက်ရောက်ကြမယ်လို့သိရပါဗါး2025ခုနှစ်ဆက်ချောက်ကြိမ်ရောက်ပြည်သူ့ကွန်ရက်ဂုံပြုပွဲအခမ်းအနားကိုအမေရိကန်ပြည်ထောင်စုတက္ကသပီနဲ့ဟူစတန်မြို့မှာ မေလ24ရ 14ရက်ညနေ9:00နာရီအချိန်မှာကျင်းပမှာဖြစ်ပြီးတောင်ဆန်းစုကြည်ကိုစားတားဖြစ်သူကိုထိန်လင်းကစုလက်ခံရယူမှာဖြစ်ပါတယ်အဲ့ဒီခန္ဓာကိုအန်ယူဂျီနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မာအောင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းနဲ့အန်ယူဂျီလူ့အခွင့်ရေးဒူးဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်ကြမှာဖြစ်တယ်လို့ပြည်သူ့ကောင်ရင်အတင်းကထုတ်ပြန်ထားပါဗျာ။ တောင်ဆန်းစုကြည်ရဲ့မြမပြည်သူတွေအတွက်ဘဝတစ်လျှောက်လုံးအားထုတ်ကြိုးပမ်းမှုမေတ္တာထားမှုနဲ့နိုင်ငံရေးဥဆောင်မှုတို့အပြင်မတရားဖမ်းဆီးချုံနှောင်ခြင်းခံနေရပေမဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဆရာနာရှင်စနစ်ကိုမမိတ်မတုံစန့်ကျင်ခုခံမှုတို့အတွက်ဥညွတ်ကွန်ပျူတာဖြစ်တယ်လို့ပြည်သူ့ကောင်ရင်အတင်းကထုတ်ပြန်ထားပါတယ်။ နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ထိုင်းမှာဆရာဝန်ထောက်ခံချက်နဲ့ပဲစေကြောဝယ်ယူ30ခွင့်ပြုဖို့စီစဉ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းဆိုရဟာဆေးဘက်ဆိုင်ရာ ထောက်ခံချက်ပြမှာစေကြောဝယ်ယူနိုင်တော့မယ်။စီမင်းအစ်စ်ကိုစတင်ဖို့စီစဉ်နေရလို့အစိုးရအကြီးအကဲရရှိတဦးကကြေညာရင်းနေမှာပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံအတွင်းစေကြောက်သုံးဆဲမှုကိုတရားဝင်သတ်မှတ်ပြီးသုံးနှစ်အကြာမှာအခုလိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ဖို့ရည်ရွယ်တဲ့အစီအစဉ်ပေါ်ပေါက်ခဲ့တာပါထိုင်းနိုင်ငံဟာအာရှမှာစေကြောက်ကို ပထမဆုံးတရားဝင်သတ်မှတ်ခဲ့တဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်ပေမဲ့ရောင်းဝယ်ဖောက်ကားမှု ထုတ်လုပ်မှုနဲ့သုံးဆဲမှုတွေအတွက်ဥတည်တရားမရှိဘဲစောင့်ရွက်ခဲ့တာဖြစ်ပါတယ် ဒါကြောင့်ပဲနိုင်ငံတွင်းစေးကြောက်လုပ်ငန်းတွေဟာချက်ချင်းဆိုသလိုပေါ်ပေါက်လာခဲ့ပြီးကမ္ဘာလဲခီးသွားတွေစုယုံရာဖန်ကောင်းတဲ့ဖူကက်ကျွန်းတွေအပါအဝင်တနိုင်ငံလုံးမှာရောင်းဝယ်ဖောက်ခါသူတွေတောင်းတဲ့ချီပေါ်လာခဲ့ပါတယ်။ ထိုင်းကျမရေးဝန်ကြီးဌာနရဲ့ရိုးရာနဲ့အခြားကုလုံများဆိုင်ရာညွှန်ကြားရေးမှူးက DC မြင့်အစ်စ်ဟာရက်60တွင်အတီးပြုတ်ကျင်းညာမှာဖြစ်ပြီးစေကြောက်ကိုအပန်းဖြေဖို့ထက်စေဝါအနေနဲ့အသုံးပြုစေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ကျမရေးဝန်ကြီးဌာနဟာကြေပြန့်တဲ့စေကြောက်ဥပဒေတရက်ကိုမူကြမ်းရေးဆွဲနေပြီးလွှတ်တော်မှာအဆိုမတင်သွင်းခင်အစိုးရအဖွဲ့ရဲ့သဘောတူညီချက်ကိုရယူရမှာဖြစ်ပါတယ်။ စေကြောအသုံးပြုမှုကိုထောက်ခံသူတွေကတော့စေကြောအသုံးပြုမှုဟာအစောပိုင်းကာလတွေမှာမြင့်မားနေပေမဲ့အခုချိန်မှာကျဆင်းနေပြီဖြစ်လို့ဆရာဝန်ထောက်ခံစာပြဖို့စီကံထုတ်ပြန်တာမလိုအပ်ဘူးလို့ဆိုကြကြောင်း CNN သတင်းတရက်မှာဖော်ပြထားပါတယ် MBE ရဲ့တနေ့တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်